ဒါကငါ့ရဲ့ပြင်ပရဲ့ life ကိုထိခိုက်နိုင်လားဆိုတော့ခန်းစားချက်ကိုတော့ထည့်လို့မရအောင်ဇက်ယုတ်ကဇက်ယုတ်ပဲအပြင်ရအပြင်ပဲဆိုတော့အဲ့ဒီပုံမှာတော့မျိုးကတော့မခန်းစားပါအောင်ဒါပေမဲ့ပြိတဲ့သဘောတရားကကြာသူတို့ဝေဖန်မယ်ကို့ချစ်တဲ့သူကအဲ့လိုမျိုးမရိုက်စေချင်ဘူးခန်းစားမယ်ပေါ့နော်အဲကို့ကိုမုန်းတဲ့လူကတော့ဟဲ့ကွတီပဲသူနဲ့သူဆိုဒီလိုဇက်ယုတ်မျိုးဟုတ်တယ်သူကအဲ့လိုမိမမျိုးဆိုတော့ကိစ္စမရှိပါဘူးဘာမှအဲ့လိုမျိုးတွေပတ်သက်လို့ကမျိုးရဲ့အပြင်ရဲ့ life ကိုဒါထိခိုက်မှုမရှိပါဘူး တောင်းထပ်ပို့လို့လိုက်ရမှာဟာငါတော့မေလို့တစ်ချက်ပို့လို့လိုက်ရမှာဆိုရင်သွားတာပဲအမ ID နေကျွန်တာတို့တစ်ဖက်သက်ကြီး ID နေတစ်ဖက်သက်ကြီးဖြစ်တာတို့တယောက်နဲ့တယောက်အပေးอยู่မမြတာတို့ဆိုတာဖြစ်လာအဲ့ဒရိုက်တာပဲစိတ်ညစ်ရမှာ မမတွေဆိုရင်အသက်ကြီးသွားတယ်ပေါ့နော်အသက်ကြီးသွားတဲ့အပေါ်မှာကြတော့သူတို့ကဘယ်လိုကောက်မလဲသူတို့စိတ်ထဲမှာလူကြိုက်မများတော့ဘူးပေါ့နော်လူကြိုက်မများတော့မမတွေကြိုက်မဲ့သူမရှိတော့ဘူးပေါ့ကွာအဲ့တော့သူတို့ကိုလာကြိုက်တဲ့ကောင်လေးတွေကလည်းခြုံမဲ့ကောင်လေးလို့သူတို့ကတွေးတယ်အဲ့ဒီပေါ်မှာမမတွေကပြန်ပြီးလုပ်ပေးတဲ့ပေါ်မှာလည်းမမတွေကအန်းနေလို့တွေးတယ်တကယ်တော့မဟုတ်ဘူးမမတွေကိုတကယ်ချစ်တဲ့ကောင်လေးတွေရှိသလိုမမတွေကလည်းလူကြိုက်နေလို့ရရကြိုက်တာမဟုတ်ဘူးနဲ့အများကြီးရဲမှမငယ်ရလေးကိုရွေးရတယ်ဖြစ်နိုင်တာပဲ။တက်ကြီးလို့ကြိုက်မဲ့လူမရှိလို့ ို့ကိုချူမဲ့လူကိုပြန်ကြိုက်တာဆိုတဲ့အတွေ့အကြုံဖြောက်တဲ့နာကောင်းလေးတွေကလည်းမမောက်အန်းနိုင်ပါတယ်မမောက်အန်းတဲ့ကောင်းလေးတွေလည်းရှိနေရပါတယ်ယောက်ျားတယောက်စီကလိုချင်တာမရဘူးအစစ်ကပ်တဖို့လို့ဆုံးမရကိုယ်မဖြစ်ကန်ဆိုရဲကတော့လို့တီလူကိုတမ်းမထားလောက်ပဲအမလ်တို့လည်းပါလဲဟ ဖြစ်လို့ဟိုဘာလဲကွန်ဆာပါလားဆိုတာတာဝန်မီယူခြင်းဘာလဲအဲ့လိုပဲစားပြီးနားမလဲဝါပြီးထွက်လို့ဆိုကွန်ဆာကွန်မကြိုက်လို့သူ့ကိုတွေ့ရလေကွန်ဆာခြင်းမှာစားတယ်ကွန်ဆာပါဘာလဲနော်စင်းရတဲ့နေရာနေဖြီးပြီးတာစားပြီးနားမလဲဝါပြီးထွက်တော့အဲ့ဆိုလမ်းမကွန်ရဘယ်စားလဲတတောင်းစားလို့တအားကမ်းဘက်ကလုံးလုံးဒါလည်းမော်နေပါပဲ။အဲဆိုအဲ့လိုလေးဘယ်လိုလဲရေလေးငုပ်လိုက်ပြန်ပေါ်လာလဲရေလေးငုပ်လိုက်ပြန်ပေါ်လာလဲဆိုတော့ကျတော့ ကမ်ပတ်လို့ပြောရအောင်ခန့်နေပါပြီ။ဘာလို့ဆိုအသက်ရွယ်တခုရရပုံမှာအကောင်းဆုံးစူးစမ်းတိုးဆောင်ထားတာရဲ့ဒီကားကတော့လွန်ခဲ့တဲ့၄နှစ်ကျော်၅နှစ်ကမျိုးရိုက်ထားတာပေါ့နော်။ဆိုတဲ့အခါကျတော့ဒီကားလည်းအဲ့လိုပြောပြောပြောဆိုဆိုတော့လွတ်လွတ်ခတ်ခတ်တော့ဖြစ်လာအောင်ပါမဟုတ်။ယောက်ျားတယောက်စီကလိုချင်တာမရဘူး။အစိတ်ကပ်တဖို့လို့။ဆုံးမရ။ကောင်းပြီမ။ကံစော်ရဲကတော့လို့တီလူကို ဒီကအောင်ခင်မင်းရာအကြည့်တည်နဲ့ဘာစီရကြတော့မျိုးရဲ့အကိုကြီးအမကြီးလို့ဘောနကိုလေးစားအားကြရတာဘောနဘာသာတရားမှလည်းကိုလေးစားအားကြရတဲ့သူတွေဖြစ်နေပြီးရခါကျတော့အရှိမချူစီရလည်းကိုရောအမတို့ပဲရိုက်ထားတာဘောနဆိုတော့အိုက်ကရိုက်ထရာမျိုးကတိပေးပြီးသားကိုရောအမတို့ကသာရိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်မျိုးတည်ဆောင်ပေးမယ်လို့မျိုးကတိကဝတ်ဘောနအဲပြူထားပြီးသားအဲ့အတွက်လည်းခန်းဝင်အညိုးဆိုတဲ့ဇကားမှာဘောနအခန်းလည်းအဲ့လောက်မများဘူးဘယ်လိုခေါ်မလဲ ဒုတိယမင်းသမီးနေရာပေါ့နော်အဲ့လိုမျိုးမျိုးရိုက်ပေးခဲ့ပါတယ်ဒါကကြတော့မျိုး928ပုံပါမျိုးတည်တဲ့ခရီးပေါ့နော်ဆိုတဲ့အခါကျတော့ဒီကားမှလည်းအကိုတို့အမတို့ကရိုက်မယ်ကိုမင်းဦးဆိုတာချူစီမရိုက်တော့လည်းကိုမင်းဦးပဲအောင်ခင်မင်းကပဲရိုက်မှာဒရိုက်တာကိုမင်းဦးဆိုတဲ့အချိန်မှာမျိုးကဒီစင်းရဲနန့်ဆိုတဲ့စက္ကောင်မသိခင်နဲ့ကရိုက်ပေးမယ်လို့လက်ခံထားပြီးသားပါအဲကြောင့်မို့လဲလက်ခံလက်ခံခဲ့တာပါဆိုတော့မျိုးကတော့ကိုရိုက်ခဲ့တဲ့ဇယုတ်တွေနဲ့ဘယ်လိုတခါမှနောက်နောက်မရဘူးဘာလို့ဆိုတော့တရုတ်ဆောင်တရုတ်ဖြစ်တဲ့အတွက်အားလုံးရိုက်ရမှာပဲလေဆိုတော့ ဒီပေါ်မှာပေါ့အခုကတော့ပရိသတ်ကတော့ပြောမှာပေါ့နော်မယ်လိုဒီကအထီးခုလည်းချို့ comment တွေဖတ်ပါတယ်မယ်လိုဒီရဲ့အကြောင်းတွေကိုရိုက်နေရလားပေါ့မယ်လိုဒီဆိုဒီလိုစက်ရုံမျိုးပဲလားဆိုတော့တခါကြရင်လေဟိုလက်တွေ့ဘဝမှာဟိုမျိုးတော့ကိုဖြစ်ချင်တာဖြစ်လို့မရဘူးကိုဖြစ်ချင်တိုင်းဖြစ် တခါကျရင်လူတွေကိုလူမျိုးမေးတင်တာမှန်ကြည့်ပြီးကိုယ့်ကိုမေးကြည့်ပါငါဘောမှာငါဖြစ်ချင်တာဖြစ်ခွင့်ရလားလို့မျိုးလည်းကောင်းဆုံးရိုက်ချင်တာပေါ့ကောင်းတာလေးရိုက်ချင်တာပေါ့နောက်ဆုံးကလူဆိုတာမျိုးကမကောင်းတဲ့လူတော့မှသူတို့မကောင်းပြောရင်လက်ခံနေတာမဟုတ်ဘူးအဲဇယုံမှာလဲကိုကအရန်ကောင်းတာကြီးပဲကို့မှာရွေးချယ်ခွင့်မရှိကို့ကိုလာပေးရဲ့ဇယုံရဲ့ကန်ကန်းကြီးကျိုးရဲ့ချို့ဟာရဲ့အချို့တရားအကြောင်းတရားတိုက်ဆိုင်နေတဲ့အချိန်မှာလွန်ခဲ့တဲ့အဲ့လိုငါးနှစ်နီးပါးရဲ့ထားဇယုံက ခုဒီကြားထဲမှာရိုက်ပြီးမြင်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 းတင်းတဲ့ဈေးဥတွေနေတော့တူနေတာပေါ့နော်တူနေရဆိုတဲ့အခါမျိုးမှာကျတော့ကိုကဘာမှလုံးလို့လည်းမရအောင်ဒါပေမဲ့တေချာတစ်ခုတော့ဒီဈေးဥကိုရိုက်ခဲလို့နောက်နောက်မရပါဘူးအဲနောက်တစ်ခါကျဘာလဲဆိုတဲ့အခါကျတော့မျိုးတို့အသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာဟိုဒါကငါ့ရဲ့ပြင်ပရဲ့ life ကိုထိခိုက်နိုင်မှာဆိုတော့ခံစားချက်ကိုပြီးတော့ထည့်လို့မရအောင်ဈေးဥကဈေးဥပဲအပြင်ကအပြင်ပဲ တော့အဲ့ပေါ်မှာတော့မျိုးကတော့မခံစားပါဘူးဒါပေမဲ့ပြိတ္တရဲ့သဘောတရားကကြာသူတို့ဝေဖန်မယ်အခုချစ်တဲ့သူကအဲ့လိုမျိုးမရိုက်စေချင်ဘူးခံစားမယ်ပေါ့နော်အဲ့ကို့ကိုမုန်းတဲ့လူကတော့ဟဲ့ကွတီပဲသူနဲ့သူဆိုဒီလိုစက်ရုံမျိုးဟုတ်တယ်သူကအဲ့လိုမိမမျိုးဆိုတော့ကိစ္စမရှိပါဘူးဘာမှအဲ့လိုမျိုးတဲ့ပတ်သက်လို့ကမျိုးရဲ့အပြင်ရဲ့ life ကိုဒါထိခိုက်မှုမရှိပါဘူးအဲ့လိုတော့အဓိကတော့အကိုပဲလေအကိုကပဲဥဆောင်ပြီးတော့ဟိုခေါ်သွားတဲ့ခါကျတော့ true ja အဲ့လိုဟိုလောက်ဆရာတော့မရှိပါဘူး။ तू နဲ့စုံတဲ့ခန်းဆိုသူအဲ့လိုမျိုး နောက်ဆုံးမှသူခွင့်မလွတ်နိုင်ဘူးဖြစ်တယ်ဆိုတဲ့အခမ်းမှာမျိုးနှစ်သိမ့်တဲ့အခမ်းလေးပေါ့အဲ့ဟာလေးဆိုသဘောကျတယ်။သူလည်းတအားလုံနိုင်လို့လေကိုကလည်းအနောက်ကလိုက်နိုင်တာပေါ့။နော်လို့ဆိုအမှဆိုတောင်းနေတောင်ပြီးဝင်မြပါနဲ့ပြဿနာတက်မှာ။စုံသူနဲ့မျိုးနဲ့စုံတဲ့အခမ်းလေးကတအားအဆင်ပြေ။အပေးယူမြတာပေါ့။တပ်ပုံဘိုးတွေဝစ်စားဖို့တွေဒီကနေရှင်လေ။ဒါအောက်နံပါတ်နဲ့လုပ်ပေးထားတာနော်။ကြည့်ရ။ကျွန်တော်မျိုးကျွန်တော်မမရေ။မမရှိရကျွန်တော်ယူရိုင်းများနေပြီ မမင်းကိုချစ်လို့ပြရလေမင်းတို့ပြင်ချစ်ပင်ရတကယ်လို့အဲ့ဟာလေဘာမှလုပ်စရာမလိုသူလဲသူ့ဇက်ပေါ်တဆာရှိပြီးတော့သူကလဲတဲ့ငိန်ပေါ်မှာတဆာရှိမျိုးကလဲစင်းရဲတဲ့ပေါ်မှာတဆာရှိအဲ့တော့နှစ်ယောက်စလုံးကအဆင်ပြေသွားအဲ့ရှိမှာတက်ငိန်ကလည်းတက်ငိန်ပေါ်မှာအာယုံမရပဲနဲ့ငါအေးဝီရေတောင်မယ်လိုဒီကလည်းတက်ငိန်ပေါ်မှာအာယုံဟိုစင်းရဲတဲ့ပေါ်မှာအာယုံမရပဲနဲ့ငါဟဲ့မယ်လိုဒီဆိုလို့ရှိရင်သွားပြီ မယ်လိုဒီပို့ဖြစ်ချင်တယ်တဲ့လားပို့လုံးချင်တယ်ငါတော့အေးတောင်းထပ်ပို့လုံးလိုက်ရမှာဟာငါတော့မယ်လိုဒီချက်ပို့လုံးလိုက်ရမှာဆိုရင်တော့ရပါမယ်အမ ID နေကျွန်တာတို့တစ်ဖက်သက်ကြီး ID နဲ့တစ်ဖက်သက်ကြီးဖြစ်တာတို့တယောက်နဲ့တယောက်အပေးယူမမျှတာတို့ဆိုတာဖြစ်လာအဲ့ driver ပဲစိတ်ညစ်ရမှာတကယ်သူနဲ့မျိုးနဲ့ကြာသူကလည်းတိတ်ငြိမ်ပေါ်မှာသက်ဆာရှိတယ်မျိုးကလည်းစင်းရဲနေပေါ်မှာသက်ဆာရှိတယ်မျိုးကအဲ့ရှိမှမယ်လိုဒီလည်းမရှိဘူးအေးတောင်းလည်းမရှိဘူးအဲ့တော့အဆင်ပြေတယ်အဓိကအဲ့ဟာပဲထဲဖို့လိုတယ်ကွာဟိုအမှကြည့်လို့ရှင့်ဟိုဘယ်လိုကောင်လဲငါအခန်းများမှာငါအခန်းနဲ့နဲလို့အဲ့ မဟုတ်ဒီဇိုင်းရုပ်တစ်ခုကိုကိုကလက်ခံမျိုးဆိုတာချစ်ချင်းမေတ္တာနဲ့လက်ခံထားတာပေါ့နော်အောင်ခင်မင်းမိသားစုမှာကိုကိုရဲ့အကိုရီမတွေကိုလေးစားစွာလက်ခံထားတဲ့ဇိုင်းရုပ်တစ်ခုမှာမျိုးအကောင်းဆုံးကြိုးစားတယ်အဲ့ပေါ်မှာအခန်းနေတယ်များတယ်ဟိုနားလေးမှာလှချင်တယ်ဒီနားလေးမှာလှချင်တယ်ဟိုလိုလေမျိုးအဲ့ကတော့ရှောက်ရိုက်တဲ့အချိန်မှာဟို producer လည်းမေးကြည့်လို့ရပါတယ်မျိုးမှာဘာမှကြကြီးကြောင်ကြတာမရှိဘူးလာဆိုလာရိုက်အဲ့ဆိုရိုက်တဲ့ပြန်ဆိုပြန်တဲ့ဒါပဲဘာမှအဲ့လိုမျိုးလေးဟို ဟိုကဖြစ်စင်တယ်ဒီဟာဖြစ်စင်တယ်ဟိုကထပ်တိုးပေးပါဒီဟာထပ်တိုးပေးပါဟိုဒါလည်းပြောချင်လို့ဒီဒါလည်းပြောချင်လို့ဆိုတော့မရှိဘူးအဲ့ဒါဘယ်တော့မှမလုပ်တဲ့အာ那那啊，咋的？开人家咯，现在也开的没多少了，没见嘛。咋的嘛？对呀，咋了？路也堵也些哩。 စိတ်ကြိုက်တွေးလို့ရတာဟောင်းဘယ်လိုဖွင့်နာပြရအောင်သူတို့ရဲ့လူရဲ့စိတ်ကိုဖွင့်ပေးလိုက်တာစိတ်ကြိုက်တွေးပါဘူးမိန်းကလေးအများစုကတော့မိခင်စိတ်ရှိရယ်ပေါ့နော်အဲ့လိုဟိုခဲလို့ရတာဝါသနာပါတယ်ကလေးမွေးထားမှမဟုတ်ပါဘူးကလေးမမွေးထားတဲ့အမျိုးသမီးတချို့လည်းအဲ့လိုစိတ်ရှိရခါကျတော့တိတ်ခဲလို့ပေးရတာဝါသနာပါတဲ့သဘောပဲနေမှာပါစင်းနံအဲ့ဒီမှာမချစ်တတ်ဘူးလေစင်းနံကကြတော့ तू က အဲဘယ်လိုခေါ်မလဲငငယ်ရကအဲ့လိုရွမြောက်ခင်တည်းကရောက်စားခံလိုက်ပြီးအဲ့လိုဖြစ်သွားတဲ့ခါကျတော့သူအချစ်ကိုသူမသိဘူးဟိုတစ်ခါမှလည်းသူ့ရဲ့ဟိုဟာဆိုတာကကြတော့လေသူ့ရဲ့အမျိုးသားဆိုတာကြတော့လေဟိုတခြားမိမတွေလည်းရှင့်ရှိကောင်းရှင့်မသူကနံပါတ်စင်ဘယ်လောက်လဲမသိဘူးလေဖြစ်နိုင်တာပဲအဲ့ဒီပုံမှာလည်းသူကအဲချစ်ဆိုတော့လေသူဟိုဘက်ကလည်းသူအဲ့လိုမျိုးပေါ့နူးနူးငယ်ငယ်ချစ်တယ်ဆိုတော့လေသူနားလည်းမှာမဟုတ်ဘူးလေဆိုတဲ့ခါကျတော့ သူ့ထက်ငယ်တဲ့ကောင်လေးတယောက်ကသူ့ကိုအဲ့လိုမျိုးရောချစ်တယ်သူ့ပေါ်ယူသွပြီးတော့သူစိုးတယ်လို့ထင်တဲ့လူတယောက်ကပေါ့နော်အဲ့လိုမျိုးသူ့ကိုယူသွပြီးချစ်တယ်ဆိုတော့မြင်တဲ့အချိန်မှာသူကျေနပ်သွားတာ။ဟောချစ်ဆိုတာဒါပါလား။ तू ကမမကိုချစ်ပါလားဆိုတဲ့ခံစားချက်နဲ့ तू ကျေနပ်သွားတာပါ။တကယ်စဉ်းစားနေမချစ်ပါဘူး။မချစ်တတ်ဘူး။သူ့ကိုချစ်တာကိုသဘောကျတာကျေနပ်တာ။လိုရင်ခေါ်တာလေကားတလေတိုင်းငါကို တဲ့ so counter တကယ်ကြည့်မိမတယောက်ကလည်းအတက်ခံငယ်ကောင်းလေးတယောက်ကိုဦးကြီးကျင်းနဲ့ပန့်ဖို့ကြံတယ်ဆိုတာဒါဟာတာပဲလေမမတွေကတော့စာဖို့နေကြတယ်သူကမမကားမလို့အပေးမယ်မမတွေဘက်ကမမတွေကအမင်းအဲ့လိုဟိုဘယ်လိုခေါ်မလဲခံလိုက်ရတဲ့ဘက်ကကြီးပဲပေါ့နော်ဆိုတော့အဲ့လိုမျိုးတော့သူကတော့ပြောချပါဒါဒီကားထဲမှာတော့မမတွေမဖြစ်ပါဘူးကြည့်ကြည့်ပါတော့မမတွေစိတ်မလျှော့ပါနဲ့ အသက်ရွယ်တစ်ခုဖြစ်ပေါ်လာတဲ့အချိန်မှာကွာအဲ့လိုမျိုးမမတွေဆိုရင်အသက်ကြီးသွားရပေါ့နော်အသက်ကြီးသွားတဲ့အပေါ်မှာကြာတော့သူတို့ကဘယ်လိုကောက်မလဲသူတို့စိတ်ထဲမှာလူကြိုက်မှများတော့ဘူးပေါ့နော်လူကြိုက်မှများတော့မမတွေကိုကြိုက်မဲ့သူမရှိတော့ဘူးပေါ့ကွာအဲ့တော့သူတို့ကိုလာကြိုက်တဲ့ကောင်လေးတွေကလည်းခြုံမဲ့ကောင်လေးလို့သူတို့ကတွေးတယ်အဲ့ဒီအပေါ်မှာမမတွေကပြန်ပြီးလုပ်ပေးတဲ့အပေါ်မှာလည်းမမတွေကအန်းနေလို့တွေးတယ်တကယ်တော့မဟုတ်ဘူးမမတွေကိုတကယ်ချစ်တဲ့ကောင်လေးတွေရှိသလိုမမတွေကလည်းအဲ့နာမဟုတ်ဘူးမမတွေကလည်းလူကြိုက်နေလို့ရရကြိုက်တာမဟုတ်ဘူးအများကြီးရဲမှာမှာ ငွေရလေးကိုရွေးရတယ်ဖြစ်နိုင်တာပဲเนาะဆိုတော့အာမက်ဆီမန်ကွာအဲ့လိုမျိုးကြီးအသက်ကြီးလို့ကြိုက်မဲ့လူမရှိလို့ကိုယ့်ကိုချူမဲ့လူကိုပြန်ကြိုက်တာဆိုရဲအတွေးတွေဖြောက်တဲ့နာကောင်လေးတွေကလည်းမမောက်အန်းနိုင်ပါတယ်မမောက်အန်းတဲ့ကောင်လေးတွေလည်းရှိနေရပဲလေဆိုတဲ့ခါကျတော့တကြီးလို့ရရတွေးတယ်အားအကြောင်းမို့အန်းတယ်ဆိုတဲ့ဟာပုံသင်းနေမဟုတ်ပါဘူးမမောက်ကိုလည်းမောင်လေးတွေကချစ်ပြီးတော့အန်းနိုင်တယ် ြစ်နိုင်ပါတယ်။ရှင်းနေအောင်လည်းကြည်ပါကဘာကိုလည်းကြည်ပါအကုန်လုံးကြည်ပါအဲ့ဒီမှာအဓိကချက်ကလေးမျိုးပြောပြချင်ပါလောကကြီးမှာစိုးတယ်လို့ထင်တဲ့လူရဲ့ဟာလည်း သဆိုးချက်မှာဆိုးတာပါအမြင်အားဖြင့်ဆိုးပဲမယ်ဒါပေမဲ့အရင်အင်ဒိုဆန်ဖြစ်တယ်ကောင်းတယ်လို့ထင်တဲ့လူကလည်းသူ့ရဲ့နောက်မှာ dark side ကရှိရင်ရှိနေမှာနော်ဆိုတော့ဒီကားထဲမှာအဲ့ဒါလေးကိုကြည့်တက်ရင်မြင်ပါလိုက်မယ်ဘာလို့ဆိုတော့အဲ့ဒီမှာချုပ်ကောင်လေးကဆိုးတယ်ဒါပေမဲ့ तू ကတကယ်တမ်းကျ तू တမိုးထားတဲ့အရာတခုဒါပေမဲ့တချို့ကောင်းလေးရဲ့ကြောင့်ကောင်းတယ်ဒါပေမဲ့တကယ်တမ်းကျတော့တို့ကတကယ်အကြံဉာဏ်ကြီးပြီးတော့မှတို့ဘဝအတွက်သာတို့ကအဲ့လို ယူသွားတဲ့လူတွေရှိပါတယ်ဒီကားလေးမှာရသဆုံးကြည့်ရမယ်အားလုံး live ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်